ဟာဝမ်းသာစရာကောင်းပါတယ်ဒီနေ့ကကြိုက်ဆိုင်တာကတော့ကျွန်တော်မွေးနေ့လေးဖြစ်တဲ့ခါကျတော့ကျွန်တော်လည်းဆရာတော်မွေးနေ့အယုံဆုံးကတ်တာဆိုတော့တက်တဲ့ဆိုင်နေစနေ့ပြည့်ပြီးတာပေါ့ပြည့်ပြည့်တာပေါ့နေ့နေ့နေ့ပြည့်တာမွေးနေ့ပါညာဆိုတော့အရင်တော့လည်းဘယ်လိုမျိုးမွေးနေ့ပွဲဆိုတာမျိုးကျွန်တော်လုပ်လေးလုပ်ထားတော့မရှိဘူးတကယ်ချင်းနေနဲ့ပုံမှန်ဆုဆုပြီးတော့တွေ့ကြတာပေါ့အဲ့လိုပါကျွန်တော်ကကိုကြီးဆိုးကိုကြီးဆိုးကကျတော့အဲ့လိုခလဲ ဒီသူညီကိုလည်းချစ်တယ်ဒီဒီကောင်မလေးကိုလည်းသူကာကွယ်ပေးခြင်းနဲ့ဆိုတာကျွန်တော်လည်းသိမလုပ်ဘူးတဲ့ကိတာပါကျွန်တော်ဒီကားလေးကကောင်းတယ်ပြောတဲ့ကျွန်တော်လည်းကြိုက်တယ်ဒီကားဒီဇက်ကားကိုပဲအာယုံထားပြီးကြည့်ရမယ်ကားမျိုးအဲကျွန်တော်ဘယ်နေရပါပါနေဝိမေနေရပါရေးမကြည့်သာသာဒီပြောတဲ့အဲ့သူကားနဲ့အဲ့သူပြင်ဆက်ပုံကမိုက်တာဟာအော်ဝန်တာဇာကောင်းပါလေဒီနေ့ကြိုက်ဆိုင်တာကကျွန်တော်မွေးနေ့လေးဖြစ်တဲ့ခါကျတော့ကျွန်တော်လည်းဆရာတော်မွေးနေ့အာယုံဆုံးကတ်တာဆိုတော့တက်တဲ့ဆိုင် ျွန်တော်တို့ကတော့အားကြောက်ကြရေးပေါ့။ဒါရှင်လောင်းလဲပါဘာပါသေးရတယ်ရှင်လေးမှာတော့ကျွန်တော် for sure ပဲနေဘူးကားနဲ့လိုက်ခဲ့ဒီရှင်လေးကကျွန်တော်ကတော့ဟိုပါလဲပူပါရောတော့မှရိုက်ခွင့်မှာတော့ကျွန်တော်တော်တော်လဲခဲ့ပြီးပါပြီကျွန်တော်၄၅ရောက်ရောက်တော့ကျွန်တော်လဲခဲ့ပြီလဲခဲ့ရပြီဆိုတော့အကျွေးချင်ပါရှင်တကယ်ရှင်တယ်ဟုတ်အဲ့ဆိုဘယ်လိုရှိလဲပြောပြပါဦးရှင်လေးလဲရတဲ့ခံစားချက်လေးကဟုတ်ပါဒါကျွန်တော်တို့ရိုးရလဲဖြစ်တယ်နောက်ဘယ်လိုခေါ်လဲပျော်စရာလဲကောင်းတယ်အဓိကတော့အားလုံးစုစည်းနဲ့ဒီ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 တွားကြရတာဆိုတော့မိသားစုဆန္ဒပေါ့နော်ပျော်စရာကောင်းပါတယ် ျောသားမှာကကျွန်တော်ကကိုကြီးဆိုးကိုကြီးဆိုးကကျတော့ဟိုခလေဒီသူညီဦးလည်းချစ်တယ်ဒီဒီကောင်မလေးကိုလည်းသူကာကွယ်ပေးခြင်းနဲ့ဆိုတာကျွန်တော်လည်းသိမလုပ်ဘူးတဲ့ character ပါကျွန်တော်ဒီကားလေးကကောင်းတယ်ကျောသားကျွန်တော်လည်းကြိုက်တယ်ကောင်းပါတယ်အားလုံးကတော့ကိုကိုကိုဘယ်လိုခေါ်လဲကို idea တွေနဲ့ကိုပေါ်လေးကြာကိုယူရှင်ကားကိုကိုယ့်ရဲ့ကိုကိုရှင်လို့ပြတာပေါ့ဟိုအရင်တော့ဆိုတော့လည်းအရင်တော့ပုံစံကိုသူကလို့ပုံစံပါ ်အဲ့တူကိုယ်တိုင်လည်းသာရှင်ပြီးတော့လေဒီလိုမျိုးရှင်းလောင်းလဲတဲ့ခါခါချက်ကြည့်ရအောင်လို့လေ့ရှိနေတယ်အာဝန်သားပါတယ်အာနောက်တစ်ခုကဒီဟိုဒါကျွန်တော်မြန်မာယူကဆိုတော့လေပြောစီတာလည်းကောင်းတယ်နောက်ပြီးတော့ဟိုကိုယ်လှည့်ကြရင်လည်းဘယ်လိုလုပ်ရမလဲဆိုစဉ်းစားရတာပေါ့ဟုတ်ကဲ့ဒါသားလေးတော့ဘယ်လောက်ထိကြည့်ရထားတာလေးရောရှိလဲအတူတူပါပဲကျန်တဲ့တခြားမိဘတွေလူပဲကျွန်တော်လည်းကျွန်တော်သားအတူပါပဲအကဲကိုရှိရတဲ့အကျ clear ရှင်းပြပြီးသွားပြီကျွန်တော်မိနစ်ကကျွန်တော်ဝင်နေတော့အားလုံးအတူတူဘုံကြီးကိုရှင်းပြပြကြတာဆိုတော့ အတုံးကခံစားချက်မှုလေးအောင်ပြန်ဝင်နေလာဒီနေ့ပွဲမှာဒါပေါ့ပြန်သတိရတာပေါ့ဟုတ်တခုတည်ကြတာတခုတော့လေအော်ငယ်ငယ်တုန်းကကိုရီမိဘတွေကိုရီကိုတောင်းလို့ပြီးတော့ မိဘတွေဘယ်လိုခံစားရမလဲဆိုတဲ့ဟာကိုဦးချီကိုပြန်ပြီးတော့စီးတယ်မှာခံစားလို့ရတာကိုရင်ဝတ်လီနဲ့ကိုကြည့်ပြရတယ်ဒီတိတဲ့တိုင်းပါတော့အတူတူဝတ်တာဆိုတော့လေအတူတူဝတ်တာဆိုတော့ရှိရှိပါဘူးထိန်ရတာပေါ့ကွာထိန်ရတာပေါ့ထိန်ရတာအော်ဘယ်လိုရှိခဲ့လဲ။ဘာလို့ရိုင်းဖို့ပါဘွာဒီဒီကားဆက်ကြောက်မှာဟုတ်တာဆိုတော့ကျွန်တော်တကယ်ချင်းမနစ်ကကျွန်တော်မွေးနေ့ ညဘောနော်မွန်းနေ့မတိုင်ခင်တည့်ညမှာအအောင်စုရစားကြဆုံးကြတယ်တကယ်ချင်းနေအအောင်ကျွန်တော်မွန်းနေ့ကိုအလုံးမဟွာလောက်လာကြတယ်လူအယောက်20ကျော်လာတယ်အဲ့ line 20ကျော်လုံးကျွန်တော်အလုံးချုပ်ပြီးကျွန်တော်ဆက်နဲ့ကရုံးတုံးလိုက်တယ်တုံးပြီးတော့အဲ့အယောက်20ကျော်လုံးကနောက်နေ့မနေ့မှာအဲ့ဒီတင်ကားကြောင့်မှလာပြီးဟိုကြီးဝတ်တာအဲ့ကျွန်တော်သားလည်းပါတယ်အကုန်ပါတယ်အဲ့ကျွန်တော်အလုံးဝတ်လိုက်တာကိုရင်ရောဘယ်လိုဘယ်လိုကြည့်လဲကိုရင်အကုန်လုံးချုပ်ပြီးကရုံးတုံးလိုက်တာအဖုန်းကြောင့်လားကျွန်တော်အလုံးကရုံးနေပြီပဲညတွေကကျွန်တော်ဆက်နဲ့တစ်ခါလဲအလုံးချုပ်ပြီးတုံးထားပြီးသားမစော့ကျင်နေဘူးလားသူမသိဘူးပြောတယ်မွန်းနေ့ဘယ်လိုလာလဲလူအလုံးတုံးနေတာ ်အဲဒီနေ့လေမိုးနေ့ရှိရဖိတ်ဘူးလာရင်လည်းသူရှိရင်လာလို့ရတယ်ကြောက်နေတော့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 လိုက်ပါတားလေးကိုလေးဒါပါပဲဒီသင်္ကန်းစီးနဲ့နေရတော့လေးအဖေတယောက်ရဲ့ပီတိခံစားချက်ဆိုတော့အတုံးကဘယ်လိုလေးရှိခဲ့မလဲအဲကျွန်တော်ပြောပြောပြောရအောင်ပြောစရာကောင်းပါတယ်ပြောပြောပါတယ်ဟုတ်ကဲ့အတူတူဝေးရဆိုတာတာဖာနှစ်ယောက်အတွက်တော့အမှတ်တရရဖြစ်နေမှာပေါ့ဟုတ်ကဲ့အဲတာဖာနှစ်ယောက်အတွက်လည်းကျွန်တော်ကျွန်တော်တကယ်ချင်းတော့အုပ်စုလို့ကျွန်တော်တို့တစ်ဖွဲ့လုံးဝေးကြတာဆိုတော့အားလုံးအမှတ်တရပါကျွန်တော်တို့မိသားစုကြီးအကြီး ူရောဒါသူ့တော်ဘယ်လောက်ဒီအမှတ်တရကြီးဖြစ်နေလဲဒါကလေးအဖေကိုပြောပြတက်တဲ့လူဆိုတော့လေအာကျောင်းမှာသူနောက်ပြီးတော့ဟိုကျွန်တော်ပြည့်တော့ကျတော့သူငွေချင်းတွေကျွန်တော်ငွေချင်းတွေအများကြီးပါတယ်ဆိုတော့သူတို့လည်းအမှတ်ရဖြစ်အောင်ပေါ့ကျွန်တော်မင်းမစားဘူးနည်းနေပါဘူးနည်းနေပါဘူးကျတော့ဒါမွေးနေ့ဆိုရင်ဒီနေ့ကတော့အဲ့လိုကရုံတုံးမွေးပြီးတော့အကုန်လုံးစီစဉ်ရှိတယ်။ဒီနေ့ကတော့ဘုံဘုံပြောနေသေးတယ်။ဒီနေ့တော့ကျွန်တော်ဘုံကြီးမွေးပြဖို့အာမနေ့ကတော့ဟိုဒီနေ့ကတော့ဟိုဒီငလင်လေးပါပဲနဲ့ဟိုတဲသေးပါသွားနေရတယ်ဆိုရင်လူကတော့သိလို့စုံကြ။ တော့မွေးနေ့ကဘာလုပ်မှာဒီနေ့ကအစီအစဉ်မရှိပါကျွန်တော်ဘာစီစဉ်မှာဟုတ်အဲ့လိုမဟုတ်ဘူးပြကျွန်တော်အကလည်းမိတာမဟုတ်ပါဘူးဟိုလေအခုအခုကဒါ40နှစ်ပြည့်ပြီးတာပေါ့ပြည့်ပြည့်တာပေါ့40နှစ်ပြည့်တာမွေးနေ့ပါညာဆိုတော့အရင်တော့လည်းဟိုလိုမျိုးမွေးနေ့ပွဲဆိုတာမျိုးကျွန်တော်လုံးလေးလုပ်ထားတော့မရှိဘူးတကယ်ချင်းနေပုံမှန်ဆုစုပြီးတော့တွေ့ကြတာပေါ့ဒီနေ့ဟာမှာပတ်တော့အိမ်ပြန်မဆောက်ဘူးတင်းယုံမှာကဲ့သမီး ဒီရစက်ခတ်တမြောင်ဘတော်မမေးအောင်ဒီတိုင်းမှာထားလေဟုတ်အေးအဲ့ဒါပြောချင်တယ်ပြောတဲ့ဟန်ကလေပြောတဲ့ဟန်ကကျွန်တော်တို့ကကြည်ဘူးနေချက်ကားလေးတယ်ပြီးဆိုတော့မြန်မာမြန်မာမြန်မာကားဆက်စစ်ကွာမြန်မာကားဆက်စစ်မြန်မာကားချမ်းနဲ့တကယ်မြန်မာရိုးရဟိုဟိုထုံနှန်းဒလေးတွေနဲ့ရိုက်ရတာလေလို့ခက်ခက်မင်းမင်းဆိုတော့ဟိုမြန်မာကားဆက်စစ်ကားတကားကြည့်ရတာကြည့်ရတယ်လို့ကြည့်ရတယ်ကောင်းတယ်ကျွန်တော်သဘောကျတယ်ဒီလိုကားမျိုးကိုအားပေးတယ်ဒီမှာအကိုချပြခြင်းနဲ့ဒါကော်ရီတာပုံစံမျိုးနဲ့ဖြစ်မ ဒီလိုကောင်းကြတော့ကျွန်တော်တို့ကာရိုက်တာတွေပါညာတွေကိုအဲခရမေးထားပြီးတော့ဒီကားဒီဇက်ကားကိုပဲအာယုံထားပြီးကြည့်ရမယ်ကားမျိုးအဲကျွန်တော်ဘယ်နေရာပါပါနေဝိဘယ်နေရာပါပါအေးမကြည့်ဆိုတော့ဒီပြောတဲ့ဆိုသူကားနဲ့အဲသူတင်ဆက်ပုံကမိုက်တာဟုတ်ကဲ့ဒါဆိုတော့ဒီကကထွေလာတဲ့ကဒါပရိသတ်ရှင်ဝင်တော့ပြည့်ဝရတာဆိုအဲ့ပုံမှာဘယ်တော့ ठी တော့လဲကျင်းတဲ့လူလေးရှိတယ်ဘယ်လိုမလဲအဲဒီလူကောင်းမျိုးကြီးဆိုတော့ကအရင်တော့လူကောင်းမျိုးကြီးကြီးကိုယ်ကြိုက်တာလူကောင်းမျိုးဆိုငါတို့ပါတင်တယ်ပေါ့ဆိုတော့ဒါကမေတ္တာရရှိတဲ့မြန်မာကားတကားကိုတောင်းပါတယ် ပိတ်တက်တော့ကျုပ်ပြောပြီးတော့လည်းပြန်လာတယ်ပိတ်တက်လဲဘယ်လိုကောင်းလဲမကြည့်ရတာကြာတဲ့မြန်မာကားစစ်စစ်တကားမြန်မာကားကြည့်ရတဲ့အရသာပြန်ရမယ်ကားလေးတကားပေါ့စစ်စစ်မှာ